နှလုံးသားကွဲကြည်နေတဲ့ဒေစီဟာသူမရဲ့ခီးဆောင်အိတ်ကိုထုတ်ပိုးခဲ့ပါတယ်။သူမအဖွားရဲ့တပ်ပုံကိုလည်းယူဆောင်သွားခဲ့ပါတယ်။သူမရဲ့စင်နံကတ်ကိုဖယ်ထုတ်ပြီးအမိုက်ပုံးနဲ့လွှင့်ပစ်ခဲ့ပါတယ်။သူမဟာစိတ်ပိုင်းဖြက်ပြီးလေစိတ်ကိုဥတီတဲ့တက်စီပေါ်တက်လိုက်ပါတယ်။သူမဟာဘဝအတိတ်တစ်ခုစတင်ဖို့အသင့်ဖြစ်နေပါပြီ။ တစ်ချိန်တည်းမှာပဲအလက်ကတော့သူအမိုက်ပုံးတဲ့ကကောက်ယူလာခဲ့တဲ့နင်းစီပန်းတွေကိုကင်ပြီးအိမ်ကိုပြန်လာနေပါတယ်မေရီကိုချစ်ချောင်းဝန်ခံခဲ့တဲ့အတွက်သူ့ကိုခွင့်လွှတ်ပေးဖို့ဒေစီကိုသူတောင်းဆိုချင်ခဲ့တာပါတကားဖွင့်လိုက်တဲ့အခါအိမ်ထဲမှာဘာမှမရှိပဲလောဘဖလားဖြစ်နေတာကိုသူတွေ့လိုက်ရပါတယ်ဒေစီနဲ့သက်ဆိုင်တဲ့အရာအလုံးအခန်းထဲကနေပြက်ကွယ်သွားခဲ့ပါပြီးချက်ချင်းပဲကြောက်လန့်တုံးလုံးသွားပြီးသူအလျင်မြန်ဒေစီကိုခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ဖုန်းခေါ်လို့မရခဲ့ပါဘူး သူမအိတ်ခမ်းထဲမှာခြံထားခဲ့တဲ့စာကိုမြင်လိုက်ရမှအဲ့လက်ဟာဆင်းရဲပြီးနေမကောင်းဟန်ဆောင်နေတာကိုဒေးစီအစကတည်းကသိခဲ့တယ်ဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်။သူမဟာသူ့အမှန်တိုင်းဖွင့်ပြောလာဖို့စောင့်နေခဲ့တာပါ။ဒါပေမဲ့အခုတော့သူဘလောက်ပဲနောက်တရရနောက်ကျခဲ့ပါပြီ။ တကယ်တော့ DC ဟာအစားတောက်ဖို့သူအဖြစ်အလုပ်လုပ်ပြီး LL ရဲ့ကုသဆေးရေးအတွက်ပေးချေဖို့စူးစမ်းနေခဲ့တာပါလွန်ခဲ့တဲ့ရက်အနည်းငယ်ကသူမဟာဒေါ်လာတသိန်းအကြံပေးမယ်ဆိုတဲ့မှတ်စုပါတဲ့ပန်းပို့ခြင်း order တစ်ခုကိုတွေ့ခဲ့ရပါတယ်ဒီအကြံပေးငွေဟာ LL ရဲ့ခွဲစိတ်မှုဆေးကိုကာမိစေနိုင်တဲ့အတွက် DC ချက်ချင်းအလုပ်ကိုလက်ခံခဲ့ပါတယ် ဒါကြောင့်ဒီစီဟာလေလံပွဲကျင်းပရာနေရာကိုပန်းတွေပို့ဆောင်ခဲ့ပါတယ်။ဒါပေမဲ့မမျော်လင့်ပဲပန်းကိုလာယူတဲ့သူဟာအဲလက်ဖြစ်နေခဲ့ပါတယ်။ဒီစီကမတ်တပ်ထားတဲ့အတွက်အဲလက်ကသူ့မကိုမမှတ်မိခဲ့ပါဘူး။ဒီစီတနေရာထဲမှာပဲအံ့ဩသွားခဲ့ပါတယ်။အဲဒီနောက်အဲလက်ဟာမေရီကိုပန်းစီနဲ့လက်ထပ်ခွင့်တောင်းတာကိုမြင်လိုက်ရပြီးပွဲအတွင်းမှာလက်ဆွဲတစ်ခုအတွက်အမြင့်ဆုံးဈေးကိုပေးဝယ်ခဲ့တာကိုလည်းမြင်လိုက်ရပါတယ်။